နောက်တစ်ခုကတော့စွမ်းအင်တင်သွင်းတာရှိပါတယ်ရှင့်အဲတင်သွင်းဖို့လဲလုပ်နေတယ်ဒါပေမဲ့ကျွန်မအကြမ်းမြင့်ပြောလိုက်လို့ရှင့်2024ခုနှစ်ကုန်ပိုင်းမှာတာချီလေးကျိုင်းတော်နေတစ်စစ်မြန်မာလာအိုဓာတ်အားလိုင်းကို230 kV ပေါ့နော်တင်သွင်းမယ်ပြီးလို့ရှင့်ကျိုင်းပြီးလို့ရှင့်အဲကျိုင်းတော်ကနေပြီးတော့မှမိထီလာအပိုင်းကို2026ခုနှစ်မှာထပ်ပြီးတော့မှမိထီလာထိရောက်အောင်သွယ်တမ်းမယ်ပေါ့နော် 2026ခုမှစပြီးတော့မှလာအိုကနေ6ဝ600မဂါဝဟိုကျွန်တော်တို့ဝယ်ယူမယ်ပေါ့နော်လာအိုစကရောင်းမယ်ကျွန်တော်တို့ဝယ်မယ်ပေါ့ရှင်ဝင်နဲ့ဝင်ပေါက်ကတော့တာချီလိုက်ကျိုင်းတုံပေါက်ကဝင်ပြီးတော့မှမိတီလာဘက်ထိသွယ်တန်းมาဖြစ်ပါတယ်အဲ့ဒီကြာမှာမြန်မာနိုင်ငံအလဲပိုင်းမှာဟို national grid ရှိတာပေါ့နော်ဟိုဟာမဟာဒအားလိုင်းနဲ့ဆက်မယ်လို့ထင်ပါတယ်ရှင်အဲ့ဒါ600မဂါဝဝယ်ဖို့အဲ့ဒါတော့2026ခုနှစ်မှာအာရမှာဖြစ်ပါရှင့် နောက်တစ်ခုကတရုတ်မြန်မာဓာတ်အားပို့လွှတ်တဲ့မဟာဓာတ်အားလိုင်းကိုအကိုတဲ့ကိုကနဲ့ဝကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာနောက်မူဆယ်နဲ့အဲမူဆယ်နဲ့စွမ်းအင်တင်ပို့ရန်တဲ့ရွှေလီတစ်နဲ့ဓပိန်တစ်ဆယ်များတဲ့ဆောင်ဆောင်ရွက်ရန်ရည်ရွယ်ထားပေမဲ့လည်းအခုချိန်ထိကို high voltage line မသွဲတန်းနိုင်သေးဘူးခဏကြာကျွန်မဘာပြောရလဲဆိုရင်လက်စစ်တအားထုတ်ထုတ်လုပ်တဲ့ generation ကိုပြောနေတာရှင်အခုတော့ဘာလဲဆိုလို့ရှင်လက်စစ်တအား တင်သွင်းမယ်ဆိုတာကျွန်တော်တင်သွင်းတာပဲဖြစ်တင်ပို့တာပဲဖြစ်ဘာနဲ့လုပ်ရမလဲဆိုရင်ကျွန်တော်တို့ကအာ transmission line နေနဲ့လုပ်ရမှာပေါ့နော်အဲ့ဒါဒီသွတ်တန်းဖို့လို့ဆိုရင်ကျွန်တော်တို့ကအဲဒီဒီတရုတ်မြန်မာဓာတ်အားပို့လွှတ်တဲ့เนาะကျွန်တော်တို့ကရောင်းမယ်ပဲထားပေါ့နော်ကျွန်တော်တို့ကထုတ်လုပ်ပြီးရောင်းမယ်ပဲထားကျွန်တော်တို့ကဘာလဲနေဆက်ကိုဖျက်ရတယ်ဒါတရုတ်မြန်မာဆိုရင်တော့ကျွန်တော်တို့ကကိုကန်ဒေတာဝဒေတာကိုကန်နဲ့ဝကိုပိုင်းအုပ်ချုပ်ဖွင့်ဒေတာကိုဖျက်ရမယ်မူဆယ်ကိုဖျက်ရမယ် နောက်စွမ်းအင်တင်ပို့ဖို့လို့အတွက်ရွှေလီတင့်နဲ့တပိန်တစ်၁၀များတဲ့အဲ၁၀များဆောင်ရွက်ရန်ရည်ရထားတော်လဲတဲ့အခုချိန်ထိ high voltage ကိုမသွယ်တန်းနိုင်သေးဘူးဆိုတော့အဓိကတော့ဗာလဲဆိုရင်အဲလုံခြုံရေးခြေနေတွေအဲကျိုးပေါက်နေတာကြောင့်မလို့လောက်ဆရာရှိတဲ့အလုပ်တွေရှိတော်လဲရပ်နာထားရတာပေါ့နော်တကယ်လို့ရောင်းမယ်ဆိုလဲကျမတို့ကငွေဝင်มาပေါ့နော်နိုင်ငံခြားငွေဝင်มาပေါ့ရှင့် ။နောက်ယူနန်ပြည်နယ်ရူလီရူလီနယ်တဲ့မူဆယ်ကြားမှာ230 kVA ဓာတ်အားလိုင်းချိတ်ဆက်မှုကိုတဲ့2023ခုနှစ်မှာဆောင်ရွက်ရန်ရထားခဲ့ခြင်းတာအခါလဲဒေတာတွင်လုံခြုံရေးအခြေအနေပေါ်ပေါ့ပေါ့နော်။ကျမတို့က1027ဆိုတာ2023ခုနှစ်မှာဖြစ်သွားတာဟုတ်ရှင့်။ဆိုတဲ့ခါကျတော့ယူနန်ပြည်နယ်ရဲ့ရူလီနဲ့မူဆယ်ကြားဆိုတော့ကျမကြည့်ရတာဒီပြိပက္ခတွေကလည်းလေရေအားလျှက်စစ်တို့ဒီဓာတ်အားလိုင်းချိတ်ဆက်မဲ့နေရာတွေမှာလိုက်ဖြစ်နေလားတော့မသိဘူး ဆိုလို့ရှိရင်အဲ့ဒါအကြောင်းမို့ကျမတို့ကဘာနဲ့ဆိုင်လဲဆိုရင်ဖြီပပယောဂလည်းကျမတို့ကဆိုင်ပါလေရှင့်ဖြီပပယောဂပေါ့နော်ဆိုလို့ရှိရင်ဖြီတွင်းလက်နက်ကိုင်းအဲတဲ့သူတွေနော်ဟိုပါပေါ့နော်ဒီ EAO တွေဘလောက်ပဲဟိုပါပဲဖြစ်ဖြစ်ပေါ့နော်ဘလောက်ပဲဖြီတွင်းမှာအခုအချင်းချင်းမတည့်ပဲတိုက်ကြတိုက်ကြပေါ့နော်ဆိုလို့ရှိရင်အချီးအကျယ်ဒီလိုမျိုးကြီးဖြစ်သွားတာတော့ပြပပယောကလည်းပါနိုင်တာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မို့လို့ကိုကိုဟိုကိုမိသားစုဝင်ချင်းချင်းမှမချင်ရင်တော့ အော်ဒီဇိုင်းကတော့ကိုယ့်အထက်ဟိုမိသားစုဝင်အထက်ဒီဇိုင်းကကိုယ့်လာချစ်မယ်လို့တော့ကျွန်တော်တို့ယူဆလို့မရဘူးပေါ့နော်ငငယ်တော့အရင်ကျွန်တော်တို့အအမေတွေအဖေတွေကတင်ပါတယ်ဟိုပါပေါ့နော်ဒီကိုယ့်အာဒီဇိုင်းချစ်တယ်ဆိုတာအဲကိုယ့်ဆွေမျိုးတွေမုန်းတဲ့လောက်ပဲရှိတယ်ဆိုတာလေအဲဆိုလို့ရှိရင်အခုအဒီစာလေးကိုကျွန်တော်တို့ဒီစာလေးကိုကျွန်တော်ဖတ်လိုက်တာ ਨੇ အဲကျွန်တော်ဖတ်ရပါတယ်ရှင်ဒါအင်္ဂလိပ်လိုဖတ်တယ်ပြီးလို့ရှိရင်မြန်မာလိုအင်္ဂလိပ်လို notes ထုတ်တယ် notes ထုတ်ပြီးတော့မှကျွန်တော်ကွန်ပျူတာမှာပဲ အဲ sentence by sentence ပေါ့နော်ဝါကျတစ်ခုချင်းတစ်ခုချင်းကျွန်မမြန်မာလိုဘာသာပြန်ပြီးတော့မှအခုပြည်သူလူထုရှင်းလင်းတင်ပြနေတာဖြစ်ပါရှင်ဒါကဗတ်ဘာကမြန်မာလိုထွက်လာမထွက်လာတော့မသိဘူးကျွန်မလည်းဒီအင်္ဂလိပ်စာဖတ်နေတာလေးဖတ်ဖတ်လက်စာလေးရှိတဲ့ခါကျတော့ကျွန်မအင်္ဂလိပ်လိုပဲဖတ်ပြီးနောက်တော့မြန်မာမြန်မာဘာသာပြန်တာလဲကျွန်မဝါသနာပါတဲ့ခါကျတော့ကျွန်မအဲ့ဒါလေးဆောင်ရွက်ပြီးတော့မှအခုရှင်းလင်းတင်ပြတာဖြစ်ပါရှင် အဲဆိုလို့ရှိရင်ဓာတ်အားလိုင်းတွေချိတ်ဆက်မယ်ကိုကဝယ်ဘယ်ဝယ်မယ်ပဲဖြစ်ဖြစ်ရောင်းမယ်ပဲဖြစ်ဖြစ်ဓာတ်အားလိုင်းကလိုတယ်ဒီဓာတ်အားလိုင်းချိတ်ဆက်ဖို့ကြတော့နေဇဒေတာတွေဖြားရတယ်နေဇဒေတာတွေမငိမ့်ချမ်းလို့ရှိရင်ကျမတို့ဓာတ်တွေကဆောင်ရွက်လို့မရဘူးပေါ့နော်ဆိုလို့ရှိရင်ငိမ့်ချမ်းနေလို့ဆောင်ရွက် ပြီးရဟောင်းလဲမငိမ့်ချမ်းတဲ့အချိန်မှာပြိပခထဖြစ်တဲ့အချိန်မှာဓာတ်တွေကိုခုနလိုပေါ့နော်ဒီတာဝါတိုင်းနေဖောက်ခွဲတာတို့ဘာလို့ဆိုတာတကယ်တမ်းကျတော့ဘသူဘသူမှအကျိုးမရှိပါဘူးကိုယ်တိုင်းပြည်ရဲ့ ကိုတိုင်းပြည်ရဲ့ပြည်သူလူထုရဲ့အခွန်ဘာနာနဲ့ဆောင်ရွက်ထားတဲ့အများပြည်သူပိုင်းပစ္စည်းတွေပဲပျက်စီးပြီးတော့မှဒါတွေကိုပြန်ပြီးတော့မှပြုပြင်တည်ဆောက်ရမယ်ဆိုလို့ရှိရင်လည်းပြည်သူလူထုရဲ့အခွန်တန်းပြည်သူရဲ့ဟိုပါနော်နိုင်ငံတော်ဘတ်ဂျက်နဲ့ပဲဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲကြတော့ဘောင်မျက်စိနဲ့မြင်ရမလဲဆိုကိုအိမ်ကကိုအိမ်ကဟိုပါနော်ထားပါတော့မိဘချောင်းကပကံခွက်ရောက်တွေကိုကကိုရိုက်ခွဲပြီးလို့ရှိရင် ပြီးတော့လည်းဒီချက်ပြုတ်စားတော့ဖို့လို့တော့ဘာလို့ ਆ လဲ။ ်ကိုပတ်စံနဲ့ပဲကိုပြန်ဝင်ရတဲ့သဘောဖြစ်နေပါလားရှင်အဲ့ဒါလေးတွေကျမဒါလေးကိုဖတ်ပြီးတော့ကျမဒါလေးကိုတော့ live program လေးမှာကျမပြောမယ်ဆိုပြီးတော့မှကျမဖတ်ပြီးတော့မှစာရေးထားတာဖြစ်ပါလားရှင်စာရေးထားတယ်နောက်တစ်ခုကအိန္ဒိယနိုင်ငံနဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာအဘင်းစတက်ဒေတာတွင်ဓာတ်အားချိတ်ဆက်ခြင်းစီမံကိန်းလဲဆောင်ရွက်ရန်စ조사ခဲ့တယ်အဲ့ဒါလည်းအလိုပါပဲလုံခြုံရေးအခြေအနေကြောင့်မို့ဆောင်ရွက်ရန်အခက်အခဲရှိနေတယ်လို့သိရပါတယ်ရှင် အဲပြီးလို့ရှိရင်ကျွန်တော်တို့ off grid တွေပါတယ်ဆိုတာရှိပါတယ် mini grid တွေဆိုတာအဲ့ဒါပါလဲဆိုရင်အဲဒီဒီကျေးရွာနေပြီးတော့မှဒီဒေတာနေပြီးတော့မှအာဟိုရေအားလျှက်စစ်ကိုပိုင်ထုတ်မယ်ပြီးလို့ရှိရင်တကယ်မဟာဓာတ်အားလိုင်းကြီးနဲ့ကျွန်တော်တို့မဆက်သွဲဘူးမချိတ်ဆက်ဘူးမချိတ်ဆက်ဘဲနဲ့ဒီကျေးရွာအတွင်းမဲ့ဒီမြို့အတွင်းမဲ့အဲ့လိုအလားတူပါပဲနေအောင်ခြေသုံးမဲ့ဖြစ်ဖြစ်လေအားလျှက်စစ်ပဲသုံးသုံးဆိုလို့ရှိရင် off grid လေးတွေပေါ့နော်မဟာဓာတ်အားလိုင်းနဲ့မချိတ်ဆက်ဘဲနဲ့ ကိုကိုကိုဟာကိုလျက်စစ်သွဲတန်းပြီးတော့မှ high voltage transmission line နေမဟုတ်ဘူးပေါ့နော်အဲနောက်တစ်ခုကကြတော့အဲ့ဒီ high voltage transmission line နေနဲ့ဟိုဟာလုတ်တဲ့အချိန်မှာလဲလျက်စစ်ဓာတ်အားတွေပုတ်လွတ်တဲ့အချိန်မှာလဲနောက်ပြဿနာတစ်ခုကဘာလဲဆိုလို့ရှိရင်လျက်စစ်ဓာတ်အားပျောက်ဆုံးတာတွေရှိပါလိမ့်ရှင်ဟိုပုတ်လွတ်လိုက်တော့ဟောထားပါတော့နော်တထောင်ပေါ့ဟိုမှာတကယ်ရရှိတဲ့လူက600ပဲရှိမယ် ခုနှစ်ရပဲရှိမယ်ဆိုလမ်းမှာပျောက်ဆုံးတာနေပေါ့နော်ဆိုလို့ရှိရင်အဲမြန်မြန်ခရီးရှည်ရှည်သွားလေပိုပျောက်ဆုံးလေလားတော့မသိဘူးအဲ့ဒါဘာလို့ရင်းနှီးမြုပ်နှံမှာလဲဆိုရင်ဒါကျမတို့နီးပညာအစ်စ်တွေကိုရင်းနှီးမြုပ်နှံနိုင်မှသာလေခုနလိုဓာတ်အားလိုင်းလိုင်းမှာဒီဓာတ်အားတွေပေါ့နော်ဒီဆုံရှုံးတာတွေကိုကာကွယ်နိုင်မှာနင်းအောင်ပေါ့နော်နင်းအောင်ဆောင်ရွက်နိုင်မှာဖြစ်တယ် ်နောက်တစ်ခါကျတော့လျှက်စစ်တွေကိုခိုးယူသုံးဆွဲတာတွေလည်းရှိပါတယ်ရှင်ဆိုတော့ရှင်အစိုးရကတော့ပေးထားတာပါလဲဆိုရင်နိုင်ငံတော်အစိုးရအနေနဲ့တော့အရှုံးခံပြီးတော့မှနိုင်ငံတော်ဘတ်ဂျက်ထဲကနေပြီးကြခံပြီးတော့မှအစေးသက်သက်သာသာနဲ့ပေးထားတယ်ဒီကြားထဲကနေပြီးတော့မှတပြားမှမပေးဘဲနဲ့လျှက်စစ်တာအားခိုးသုံးတာတွေလည်းအဲရှိနေတာတွေဖြစ်ပါတယ်ဒါတွေကအဲပြဿနာတွေပေါ့နော်အဲဆိုလို့ရှိရင်အဲ conclusion ဆွဲမယ်ဆိုရင်တော့ကျွန်တော်တို့ကနံပါတ် ်ပြည်သူလူထုချင်းချင်းစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့ကိုယ်တိုင်းပြည်ရဲ့ကြီးပွားတိုးတက်မှုကိုကိုယ့်ပြည်သူလူထုကပဲဆောင်ရွက်နိုင်မယ်အစိုးရနဲ့ပြည်သူနဲ့ချစ်ချစ်ခင်ခင်နဲ့ကျွန်တော်တို့ဆောင်ရွက်ကြမယ်တိုင်းရင်းသားညီကိုမောင်နှမလည်းညီရင်းကိုမောင်ရင်းနှမတပွဲပေါ့နော်ဒါမိသားစုဝင်တွေပြည်တော်စုဘွားတိုင်းရင်းသားတွေဖြစ်တယ်ကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့ကျွန်တော်တို့ပြိပခါတွေရှောင်လွဲပြီးတော့မှအဲကျွန်မဖိတ်ခေါ်ချင်တာကတော့ငြိမ်းချမ်းရေးစကားဝိုင်းတွေလာပြီးတော့မှနိုင်ငံရေးအရာလိုလားချက်တွေကို နိုင်ငံရေးနှီးလန်းနဲ့ပဲတောင်းဆိုပြီးတော့မှနိုင်ငံရေးနှီးလန်းနဲ့ညှိနှိုင်းဖြည့်ရှင်းတာမျိုးပေါ့နော်ပြီးလို့ရှိရင်အဲကျမတို့အခုအကုန်လုံးအတူတကွမိတင်းနေဆိုင်တဲ့ဒီပြည်တော်စုကြီးကြီးပွားတိုးတက်ဖို့ဆိုလို့ရှိရင်ခုနလိုလျှက်စစ်တပ်အားလည်းအခြေခံလိုအပ်ပါတယ်အဲ့ဒါအပြင်ကိုလမ်းနေတရားတွေပေါ့နော်အခုကြားနေရတာကတော့စိတ်မချမ်းသာစရာတွေကတော့ခုနလိုဟိုတရားတွေမိုင်းထောင်ဖောက်ခွဲတယ်လို့စသဖြင့်ပေါ့နော် ဟိုယထာလန်းနေမိုင်းထောင်ဖောက်ခွဲတယ်အဲ့ဒါဆိုတော့ခုနကလို့ပြောမယ်ဆိုရင်တော့ကိုအိမ်ကအိုးခအိုးခွက်ပကန်းနေကိုကကိုရိုက်ခွဲပြီးတော့မှခုနနောက်တော့လည်းပြန်ပြီးတော့မှချက်ပြုတ်စားတောင်းရမယ်လိုအပ်တဲ့အိုးခွက်ပကန်းကိုကိုအိတ်ထရပတ်စံနဲ့ပဲကိုပြန်ဝင်ရတော့ဒီမိသားစုကရှာပြီးတော့မှဟိုအဖတ်မတင်ဘူးပေါ့နော်အဲ့လိုတွေဖြစ်နေပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နောင်လာနောက်သားတွေကိုပေါ့နော်နောင်လာနောက်သားတွေကိုကျွန်တော်တို့ငိမ့်ချမ်းရေးအမွေပဲပေးခဲ့ခြင်းပါတယ် ီလိုပြိပက္ခအမွေမပေးခဲ့ခြင်းပါဘူးအဲ့ဒါကြောင့်မလို့အလိုလိုလားချက်တွေနိုင်ငံရေးအရမချေလဲတာတွေရှိရင်နိုင်ငံရေးအရလိုလားချက်တွေရှိရင်နိုင်ငံရေးအရသဘောကွဲလွဲတာတွေရှိရင်ကျမတို့စပွဲဝိုင်းကိုလာပြီးတော့မှနိုင်ငံရေးနီးလမ်းနဲ့ပဲဖြည့်ရှင်းကြဖို့ကျမတိုက်တွန်းပါတယ်အဲ့လိုတိုက်တွန်းရင်းနဲ့ပဲဒီနေ့ညကျမရဲ့ဒီထုတ်လွှင့်မှုလေးကိုဟိုနှိကုံချုပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများ တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့နိုင်ငံအကျိုးသက်ဖို့ထမ်းရွက်နိုင်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ပြီးတော့မှတော့ကမ္ဘာအလယ်မှာမြန်မာဆိုတာဟာမျက်နာမငယ်ပဲနဲ့တိုးတက်ကြီးပွားချမ်းသာတဲ့မြန်မာနိုင်ငံတော်ကြီးဖြစ်ကြဖို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးစုပေါင်းစွမ်းအားနဲ့ချစ်ခင်တဲ့စိတ်ဓာတ်နဲ့စီလုံးညင်ညွတ်တဲ့စိတ်ဓာတ်နဲ့ဆောင်ရွက်နေနိုင်ပါစေကြောင်းအဆုတောင်းမြတ်တာပို့တာရင်းနဲ့ဏိကုံချုပ်အပ်ပါရရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်